လူသူရောက်ပေါက်နေတဲ့ကျွန်းတွေမှာငကားတွေကနေပောင်းများစွာအကြောင်းနေထိုင်ကြတယ်။ငကားထီးထီးပဲရှိပြီးတော့အမားတွေမရှိတာကြောင့်မျိုးပွားဖို့လူသားမင်းကလေးတွေသွားခိုးလို့ရှိတယ်။ငကားသားပေါက်ကလေးမွေးတဲ့နေ့မှာအမေကိုမီးရှို့စေတယ်။ငကားကမိမလိုချင်လာလာတောင်းချင်တော့နီးနားမှာရှိတဲ့ရွာတွေကဖင်တောင်အောင်ကြောက်ရွံ့နေ။တောင်းချင်မခင်အောင်မင်းကလေးတွေကိုငကားစီကိုပုံမှန်ပို့ပြီးတော့ရေးပူစော်ကြရတယ်။ဒီနေ့မှာတော့လူတယောက်ရဲ့မိမကတင်းကျဲရေးပူစော်ခင်ရတယ်။မိမကိုကေဘူးတွင်ယောက်ျားဖြစ်သူကငကားကျင်းကိုတယောက်တည်းခီးထွက်တော့ကန်ကောင်းစာနေပြီးငကားကသူ့တင်နိုင်ခဲ့တယ်။အဲ့လူကိုငကားလိုက်မှုဆိုးဆိုပြီးတော့ရွာသားတွေကချီးမြှောက်ခဲ့ကြ ရီအချိန်ကနေစတင်ပြီးတော့နေပေါင်းများစွာကြာရီတီငကားရွာတွေကိုလာပြီးတော့မတောင်းချမ်းတော့ပါဘူးဒီနေ့မှာတော့ရောင်မာမင်္ဂလာဆောင်တစ်ခုလုပ်တယ်ရွာတိုင်းသတို့သမီးအားဖောင်ပေါ်မှာလဲပြီးတော့အိမ်နေတယ်သတို့သမီးရဲ့နာမည်ကနင်းနုဖြစ်ပါတယ်နင်းနုနဲ့လက်ထက်မဲ့သတို့သားကတော့ကြော်ကြားလာတဲ့ငကားလိုက်မှုဆိုရဲသားရင်းရင်ဖြစ်ပါတယ်ငကားလိုက်မှုဆိုရဲသားဆိုရဲပါဝါနေမင်္ဂလာဆောင်မှာငကားခေါ်တဲ့ချင်းကိုဆိုရဲလူတွေကမဆူဘူးတားရဲစကားတွေကိုလည်းနားမထောင်ပါဘူးအကျိုးဆက်နေနေကတော့ပွဲပြက်တဲ့အပြင်ကောင်းရင်ပေါ်ကငကားတကောင်ဆင်းလာပြီးတော့နင်းနုကိုတို့သွားတော့သူရောပွဲလာဧည့်သည်ပါဘာမှမတတ်နိုင်ဘူးနင်းနုတရားအမေမျောသွားအာနေပြန် ်နိုးလာတော့ကြောက်ခုတစ်ခုတည်းကိုရောက်နေတယ်။ငကားလက်တနေချစ်ထားမိလို့သူတို့ကလုံးလေးနာကျင်နေပါပြီ။ဂူရဲ့ဟိုဘက်ချမ်းမှာတက်လူဆိုတဲ့ယောက်ျားတစ်ယောက်ရှိပါတယ်။နင်းနူအားသူ့ကိုဂူပြင်ခေါ်ထုတ်သွားပြီးဖို့တောင်းဆိုရင်းနင်းနူနဲ့တက်လူရဲ့လက်တွေထိသွားတဲ့ချိန်ဂျက်လိုက်တယ်လို့ဖြစ်သွားတယ်။တက်လူကယိုရီရဲ့ဘာဖြစ်သွားမှန်းမသိဘဲနဲ့ပျောက်သွားတဲ့ချိန်မှာငကားယိုရီရဲ့ပေါ်လာပြီ။တက်လူကိုငကားစားတော့မှဆိုရင်အကြောင်းဂူရီယန်ပြူကျသွားအောင်ကြောက်ခင်းနေသူရဲ့ရှာရှည်ပြီးတော့ဟိုဘက်ကူကိုသွားတော့ပက်ပင်းတွေ့တဲ့ငကားကသူ့နောက်ကိုပြေးလိုက်တယ်။ကြောက်ဆုံးကနေကြောက်ထဲပြုတ်ချခဏဒီမှာငကားလူပုံစံပြောင်းသွားပြီ။တက်လူကငကားမှန်းသိလိုက်ရပါပြီ။မတော်စားကြော ရေပြုတ်ကျသွားတဲ့နင်းနူကိုတက်လူဟာခုံဆင်းပြီးတော့ကေတယ်။လေထဲမှာတက်လူဟာအော်ဟစ်ပြီးတော့မီးတွေထုတ်တယ်။နဂါးပုံစံပြောင်းတော့မှမူးမီးတွေထွက်လာတော့နင်းနူကိုကျွန်းထုတ်တယ်။နင်းနူဟာထိခိုက်ဒဏ်ရာမရပဲရေထဲပြုတ်ကျပြီးမင်းကြောက်ဆောင်နေရိုက်မိတဲ့နဂါးတော်မီးမျောနေပါပြီ။ဒီမော်လီကြီးကောင်းကင်ပေါ်ပြန်ထက်ပြီးတော့လူပုံစံပြောင်းသွားပြန်နေတက်လူဟာခုဒီသူရဲ့ခန္ဓာကိုယ်နဲ့စိတ်ကိုမထင်းချုံနိုင်သေးတာပါ။မီးနေနေတဲ့တက်လူကိုခင်းနဲ့ထူးသက်ချင်ပြီးမင်းအသက်တော့ပဲနေပင်လယ်ထဲကမကောင်းဆိုးအားတစ်ကောင်ရဲ့လက်ကနေပဲကဲကျင်းပြီးခဲ့တယ်။အနာရီကိုချုပ်ပြီးသွေးရီကိုတုပ်ပြီးနေတော့အသားတွေကနေမီးတွေထွက်လာပြန်နေ။တကြလုံးပြုစုပြီးပြီးတော့အိမ်ရနိုးလာတဲ့အချိန်မှာ ော့အနားမှာတက်လူမရှိတော့ပါဘူး။နဂမောင်သီးတစ်လုံးကိုသူမနဲ့ဆာအစားဖို့ရှာပြီးထားရီတက်လူရဲ့စိတ်ကနင်းနုပေါ်နူးလိုက်ချန်လိုက်ဖြစ်နေတာပါ။ဒီကျွမှာတက်လူနေသူတို့ဖီကနှိတော်ကြအတူတူနေခဲ့တယ်။နဂါပုံစံဘလို့ပြောအောင်မဲဆိုတော့အဖီကတင်ပြီးခဲ့ပေမယ့်အစောမတည့်တက်လူဟာတိချာနားမထောင်ဘူး။ဒီနေ့မှာတော့သူ့အဖီကိုလူတစ်ယောက်ကလာတက်သွားရီမခန့်ကျင်စိတ်နဲ့ကြိုးစားတာနဂါပုံစံပြောင်းနိုင်သွားပါရီ။ပုံစံပြောင်းသွားတဲ့အချိန်မှာအပြစ်မရှိတဲ့မိမိငယ်လေးကိုတက်ခဲ့မိတာကြောင့်နဂါအဖီပြောင်းကျင်လာတိုင်းကြောက်ကူချင်းချင်းလေးတွေကိုပြေးဝင်နေ။ဒါမှသာနဂါပုံစံနဲ့လူတွေကိုထိခိုက်အောင်မလုပ်မိမှလို့တွေးမိတယ်။ဒီနေ့တော့မင်္ဂလာဆ ောင်မာဆိုတဲ့တချင်းကိုကြတော့သူ့ရဲ့သွေးသားတွေကငကားစိတ်ကနိုးထလာခဲ့ပြီးတော့ကြောက်ကူလေးကိုဖောက်ထွက်တယ်။ဒလီဝါသူ့ပေါ်မှာတန်ရုံးစင်ရှိနေတာကိုသိပြီးသွားတဲ့နောက်နင်းနူကကျွန်းပေါ်မှာနေရတာကိုပြောလာတယ်။နင်းနူကငကားကိုလူသားလေးချင်းနေပြုတ်မှုတွေအကြောင်းသင်ပေးတယ်။ကျွန်းပေါ်မှာပဲပျော်ပျော်ပါးနေကြပြီးတော့ချိန်နေနေသားတဲ့ရှုကင်းနေအေဂျင့်ရဲ့လာလင်းရောင်တွေကိုကြည့်တယ်။ကန်းချင်မှာနှောက်သားပျော်ပျော်ပါးဆော်နေလင်းချင်းခံနေနှောက်သားရင်းနှီးလာတယ်။တက်လူကိုရီးယားဆွဲနေကိုထိန်းချုပ်လို့မရလေပါဘူး။ဒီနေ့မှတော့မထိန်းချုပ်နိုင်လို့တော့အကြောင်းမေးလေမလို့ဖြစ်ပါတယ်။သူ့ကိုရီးယားငကားမကောင်းဆုံးအပေါ်လာရင်နင်းနူကိုအနေနဲ့ပြုတ်မိမှာဆို ရာကြောင့်ကျွန်းမွာနေထွက်သွားခိုင်းနေအိမ်ပြန်ရောက်တော့နောက်တစ်ခါချက်ပြီးတော့မင်္ဂလာဆောင်ရတာကိုလုံးဝမပြောပါဘူးသူတက်လူကိုချစ်မိသွားပါပြီဟောင်းမမအိမ်နေရာအထက်ကရင်းကိုစိုက်ကြည့်ပြီးတော့ငကားဟောတာချစ်တယ်လို့ပြောတော့ရင်းကအရင်ကိုစိတ်ဆိုးသွားတယ်နင်းညိုကဟောင်းမမရက်ပြီးတော့ငကားခေါ်တီးကိုဆိုတဲ့အခါမှာငကားကတကယ်ရောက်လာပြီးတော့နင်းညိုကိုတုတ်ချီသွားတယ်မိမိမို့ပြီးတော့ကင်မလို့လုံးနေတော့မှနင်းညိုကငကားကြီးကိုရှုပ်ကနေနှမ်းလိုက်တယ်တက်လူကလူပြည့်ပြည့်ငကားပြည့်ပြည့်သူချစ်နေပါမယ်လို့ပြောတာကိုကြားပြီးတော့ငကားရင်နဲ့ထိသွားတယ်ငကားကြီးကတဖြည်းဖြည်းအသေးစိတ်ဝင်လာခဲ့ပြီးတော့လူပုံစံပြောင်းသွားပါတော့တယ်နေ့တိကျတော့သူတို့နှစ်ယောက်မှငကားလေးတစ်ကောင် င်ရှိနေပါပြီ။နင်းနီဝါတက်လူရဲ့မကောင်းဆိုးအားစိတ်ဓာတ်တွေအားလုံးကိုဖိရှားနိုင်ခဲ့တယ်။ညဆိုရင်လူပုံစံပြောင်းပြီးတော့နေ့ဆိုရင်လည်းငကားပုံစံပြောင်းပြီးလင်မယားနေအောင်လီဘော်လျှောက်ပြန်ပြလိုက်ပါပြီ။ဟုတ်ကဲ့ပါငကားတော်ဆော်ရောက်အောင်လိုက်နိုင်ပြီမေလူဖြစ်ပြီးတော့ငကားလောက်အသုံးမချတဲ့ဘိုရာတွေကိုမန်ရှင်းလိုက်ကြပါဦး။ဟုတ်ကဲ့ပါဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရစေ။